ဗီဒီယိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ပတ် Fan Plus အစီအစဉ်မှာတော့ဟိုအထူးဖိတ်ခေါ်ထားတဲ့ဧည့်သည်ဟာ content တွေကို creation ကောင်းကောင်းနဲ့ဖန်တီးတတ်တယ်ပေါ့နော်ဒါကျွန်တော်တို့ရဲ့အားပြေးလေးကိုကောင်းတော့ပါရဲ့ဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာညနေငါးနေပြန်ချိန်ကြည့်တန်းဆောင်မှာပါလေပါရဲ့ဗျာလာရှုပ်တောင်မှုဆိုတောင်မှုဆိုဖဲမြမရော့ မင်္ဂလာပါကောမင်္ဂလာပါညီမလေးကျွန်တော်တကယ်တည်းဘာမှအတိမထားဘူးပေါ့နော်ဒါလေးပြောပြရအောင်ဟိုနေ့ဟန်ဆောင်ခဲ့တဲ့အထင်မှဆိုလို့ဒီဘာမှမသိဘူးကျွန်တော်မေးကိုလည်းကြိုးမရပါဘူးခင်ဗျာကြိုးရကြိုးပေးပါလားညီမလေးလို့တော့ချက်ပေါက်ကနေကတိုးလေးပြောမပေးဘူးကိုယ်ပေါ့ပါလေးပဲဒါပေမဲ့ပေါ့ပါဆိုလို့ရှိရင်တော့ပြောမပေါ့ပါဆိုလို့ရှိရင်တော့ဒါမှမတွေ့ပဲလေးနော်ပေါ့ပါလေကဲအဲ့ဒါဆိုရှင်ဒါ ready ပဲလားဖြေဖို့ ready ပါခင်ဗျာကဲပါဆိုရှင်ပထမဆုံးမေးကိုလေးနှိုက်ပေးမယ်နော်မေးကမနက်ခုဖြေရမှာ10ခု10ခုအော် ်ရင်းသောဟာရင်းထိုင်လိုက်မယ်နော်ဟုတ်ဒါမှမဟုတ်ကိုယ့်ကိုဖွင့်ကြည့်ရအောင်ကျွန်တော်ဖတ်ပြအောင်โอเคနိုင်ငံတော့ report ကရပုတ်ကအမစင်းအောင်ဖြစ်တယ်လို့ပြောပြီးတော့ရတယ်။အဲပထမဆုံးမေကွန်းကလူတယောက်ကိုတဲ့တွေ့တွေ့ချင်းဖယ်နေရကနေစကြည့်တယ်။တကယ်တော့အဲ့လိုမျိုးဒါငါကြိုက်မဲ့လူဆိုပြီးဒိတ်ဖြစ်တာကတော့မရှိဘူးသေးဘူးကွာ။ အနီးနားမှာပဲအဲ့လိုအရင်သိရမလားဟုတ်သဇင်းတယောက်နဲ့အဲ့လိုမျိုးလုံးဝပကတိမသိရတယ်မထိုင်းပြီးတော့ကွာအဲ့လိုမျိုးဒီဒိတ်တယ်ဆိုတော့ခေါင်းဆက်အောင်ဒီမှာမရှိချင်ဘူးကိုကနေမကြိုက်ရင်ဘယ်လိုလုပ်မလဲပေါ့နော်ရှေ့ဆက်ပြီးအားကြောင့်ဟောနည်းနည်းလေးဗီဒီယိုကိုပဲပြောတယ်သူရမအပြင်မှာဆိုရင်တော့အရင်ဆုံးကြည့်မိတာဘာလဲဆိုတော့ခြေထောက်ခြေထောက်ခြေထောက်တို့အဲ့လိုခြေဖမိုးခြေသေးကွန်တကယ်လို့ရှူးဖနက်တီပါရေဝတ်တာလည်းများတာပေါ့နော်ခုနကပိုင်းကရှူးရလေဒါရှူးအဲ့လိုဝတ်တယ်ဆိုလို့ရှိရင်တော့အဲ့လိုဒီလက်ဖြံရိုးလေးတွေတို့လက်သေးကွန်လေးတွေတို့အဲ့လိုလေးကြည့် မဲနေရညစ်နေရဆိုလို့ရှိရင်အဲ့ဒါအမျိုးမျိုးရှိရယ်ကွာဥမာဒါက hygiene မကောင်းလို့လားဒါမှမဟုတ်လို့ရှိရင်ဒါကပုံမှန်တိုင်းကိုဟိုတစ်ခုခုကြောင်ပေါ့နော်ဥမာတစ်ခုပေးနေရအဲ့လိုမျိုးဆိုတော့တမျိုးဒါပေမဲ့ကြည့်ပြတဲ့နေရပေါ့ဒါပေမဲ့အဲ့ဒါကြီးကိုကြည့်ပြီးတော့တစ်ခုခုကြီးသူ့ကို judge လောက်တာမရှိဘူးကွာအကွာကိုကြည့်လိုက်တယ် all in ပြင်ပြည်အော်မပြည်မပြည်ဘူးအဲ့လိုမျိုးပေါ့နော်အဲ့ကျွန်တော်လည်းတူတယ်ကျွန်တော်လည်းလူတယောက်ကိုကြည့်ခြေထောက်ကိုအဲ့လိုမျက်စိကဘာလို့လဲရောက်ရောက်သွားခြေထောက်ကိုရောက်တယ်ပြီးတော့ ဟိုတခုခုကြီးပြုတ်ပြဲချင်ညာလူကတိတာရလေကြောက်ကြောက်အမှိုင်းလေးလို့ပြေးပြီးဖတ်ခနဲ့ရှုလိုက်ချင်းအော်မြင်ရတယ်ပေါ့နော်ဖွာတယ်ပြည်တယ်ပေါ့ပြည်တယ်ပေါ့ပြီးရင်နောက်တဲ့ဟိုကတော့ပို့ ကြည့်တာဟိုနဲ့အကုန်လုံးပို့ပြီးတော့တဘောကြတော့သူကဝတ်ပုံစားပုံပေါ့နော်ဝတ်ပုံစားပုံဆိုလည်းအရင်ဟိုဟွာကြီးဝတ်ထားမှတယ်ဝတ်ထားမှမဟုတ်ဘူးကွာဥမာနေရာနဲ့လိုင်ရောညီတွေလေးရှိရလားပေါ့နော်ဥမာအဲကိုရီထိုင်တဲ့နေရာကွာနည်းနည်း AC တိတ်ဆိတ်တဲ့နေရာမျိုးမှာအဲကလပ်သွားတာမျိုး festival သွားရဗိုင်းမျိုးဝတ်လာရင်လည်းအဆင်မပြေပြန်ဘူးအဲ့လိုဆိုလို့ရှိရင်ကြာခေါင်းကဘာတွေ့လဲဆိုတော့အော်နေရာနဲ့သူလူနဲ့အောင်တိတ်ပြီးတော့အံဝင်ကြမဖြစ်တာ အတငယ်ချင်းအပေါင်းအသင်းအဖွဲ့တွေဆိုလို့ရှိရင်သူ flexible ဖြစ်ပါမလားအဲအဲ့လိုမျိုးပဲထည့်စင်စားဘူးဘာစားဒါကတော့အတက်လည်းနည်းနည်းကြီးလာတော့လေကျွန်တော်စီစားကြောင်းလာတာပါပါတယ်ငယ်တော့ဆိုတော့ your in quet အဲကဲပါနောက်ထပ်မိန်းကလေးအားလိုက်ရအောင်ကဲတော့ yeah အော် okay ကိုနဲ့တဲ့အလုတ်တွဲလုတ်လို့အကောင်းဆုံးလုံးဖို့ကိုင်းဘက်ကဘာသူဖြစ်မလဲကိုယ်နဲ့အလုတ်တွဲလုပ်လို့အကောင်းဆုံးလုပ်ဖို့ခိုင်းဘက်ကလေတကယ်တော့အလုတ်တွဲလုပ်ဘူးရာတွေပဲအများတော့များပြီပေါ့နော်ဒီလုတ်ကလေးနှစ်ကျော်ငါးနှစ်လောက်ဆိုတော့အကောင်းလုံးလို့တော့ ကောင်းကြရတယ်အဲပြီးတော့အာအထူးသဖြင့်လောက်ခုရဲ့အချိန်မှာအကောင်းဆုံးဆိုရင်တော့အာကိုအလင်းရောင်နဲ့မတ်မီပေါ့နော် သူတို့ iron ကျွန်တော်တို့ iron ဟို TBC program တစ်ခုမှာအတူရိုက်ပူတာ KON နေလဲသူတို့ပါမှာဆိုအဲ6ယောက်လား9ယောက်အဲ့လောက်ရှိတာပဲမဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လိုအစ်စ်တင်နေရှင်လို့ရှိရင်သူတို့ဆိုတာကျွန်တော်တို့အရင်တွေကလည်းကြိုက်တယ်ချစ်ကြတယ်မမေဆိုလို့ရှိရင်လည်းအရင်ကြိုက်တယ်ကွာသူချင်းကိုလည်းဆိုရင်ငယ်တွေကတကယ်ဟိုသူစပြီးတော့မင်းသားဆရာရယ်ဆိုတော့ရဟိုမြန်မာနိုင်ငံမှာအော်ဒီလိုရုပ်ရင်မင်းသားတိတ်မရှိဘူးလေနော်ဆရာဟို unique ဖြစ်တဲ့မျက်နှာမျိုးဆိုတော့အော်ကိုအပေးရဲ့သဘောကြတယ်ပြန်ပြန်မတွေ့ရဲ့ခါမှာလုံးဝသူတို့ဘက်ကစပြီးတော့ဟိုလုံးဝဟိုဟိုရင်းနှီးနေပေါ့နော်ကိုရီဘက်ကရှိမ မနေအောင်ဆိုတော့အစင်လည်းပြေခဲ့တယ်ပြော shooting တစ်ခုဆိုတာလေဒါဘဲလုံးမဆိုပေါ့နော်ကျွန်တော်တို့ဒီမူကပျော်နေမှလုံးလို့ကောင်းတာလေဒါတစ်ခုခုကသူကငါ့ကိုမကြည်ဘူးလားမသိဘူးငါဘာလုံးမိလဲဆိုတော့အစိတ်ကြီးနဲ့အဲ့လိုဖြစ်မှဆိုလို့ရှိရင်လေ SID လည်းများတယ်လောက်ကလည်းလုံးမှလည်းမပျော်ဘူးပေါ့နော်သူတို့ကြအဲ့လိုလုံးဝမရှိဘဲနဲ့လုံးဝဗမာတွစ်တွစ် shooting မှာတွစ်တွစ်မှာတွစ်တွစ်ဒီပုံစံအတိုင်းပဲလို့ချေးနေရပါ냐မရှိဆိုလောက်ရတာအဆင်ပြေဆုံးဆိုရင်တော့ကိုအလင်းရောင်နဲ့မမေ့ပေါ့နော်တို့ရင်မဟုတ်ကြည်ပါတို့ရင်မဟုတ်ကြည်နော်အဒီစင်မှာကျမမေးပြီးတော့တမီးကိုလည်းပြင်လင့်ကလာဘူးမသူ့ကပေါ့ ခဲ့မယ်နော်โอเคပါအဲ့နောက်ထပ်မင်းကုန်းလေးပါနိုင်မယ်နော်ကဲဒါကြတော့ဒါတက်သူတုံးကတဲ့အမှတ်တရရှိဆုံးအဖြစ်ပြက်ဆိုလို့ရှင်ဘာဖြစ်မလဲတက်သူမှာကင်းနေပါရဲ့လဲကြားနေတယ်ပဲမမေးခိုင်းတာဟုတ်နော်တက်သူမှာအမှတ်တရရှိဆုံးအဖြစ်အပျက်ကဗာလေတက်သူကကြာ6နှစ်တက်ခဲ့ရဆိုတော့လေကြောင်းနေမှာအလိုလေပြိုင်ကြရပွဲတွေရှိရလေဥနာပြောသလိုကင်းကွင်းပြိုင်ကြရရှိတယ်အော်တတိယပြီဟုတ်တယ်ကင်းကွင်းပြိုင်ကြရရှိအဲ့ဒီမှာ ျွန်တော်တို့နှစ်ကကြာတော့အားလုံးအဖက်စီယာတွေပါ second year third year တွေမှာကြာအဲ့လိုမျိုး the whole weekend ဆိုပြီးမလုပ်ကြရတဲ့အချိန်ပေါ့နော်ကိုကကို major အလိုက်ပဲအဥမာ civil ဆို civil weekend ec ဆို ec ကိုကြာတော့ ec ကွာ ec ဆိုတော့အဲ့လိုလုပ်ကြအဲ့မှာအကို4 year ကြာကောင်မှာအဲ့လိုမျိုး all မေဂျာတဟိုးတကြောင်လုံးဝဲကန်းဆိုပြန်လုပ်ကြရပြန်လုပ်ကြရအချိန်မှာအဲ့လိုမျိုးကင်းနေကွင်းနေပြိုင်ကြတာမျိုးတွေပေါ့တခန်းဝန်တယောက်တယောက်တယောက်အဲ့မှာအကိုဖိုရီယာမှာတော့အကိုက maybe popular လာမသိဘူးရရကွာပြီးရင်ဖီရီယာဆိုအကိုကနောက်တစ်နေ့ဆိုចောင်းပြီးပေါ့နော်အဲတွေးတွေးလိုက်ပါလိမ့်မယ်စီနီယာတွေဟိုចောင်းကမဲပေးတဲ့သူတွေကလည်းလေးတည်ရမလားဟောဒီကောင်နောက်နေ့ဆိုចောင်းလဲပြီးတော့မဲမပြန်ရဲတင်တာဒီနေ့မြတ်လို့ရှင်နောက်နေ့မှာသူပြိုင်မှာလာမသိဘူးဆိုရတယ်လားမသိဘူးအာ never အဲ့နေ့ကအဲ ဟိုရရရမယ်ရတယ်ပေါ့နော်ရရမယ့်အချိန်မှာသူရရမယ့်အချိန်မှာကြာညနေလုံးဝစောင်းနေပြီကွာပြန်မဲ့အချိန်ကလည်းရှိသေးရေပိုးရလည်းမပြီးသေးဘူးမှောင်နေပြီမှောင်နေတဲ့အချိန်မှာ6နာရီခွဲလောက်ဖြစ်တဲ့အချိန်မှာလုံးဝအပြင်မှာကွင်းပြင်မှာ link လင်းစင်ထိုးလို့ပြောကွာလင်းစင်တော့ဖြစ်တယ်ကွင်းပြင်မှာ state စင်ထိုးတာဆိုတာညာအမြဲတောက်တာကွင်းပြင်မှာ state စင်ထိုးထားတာဆိုတော့အမအမီးရလည်းအရင်မကောင်းအဲ့အချိန်မှာဘာဖြစ်လဲဆိုတော့စံကတော့ပျောက်သွားတာအတိလား ဆိုင်ကတော့ပျောက်နေပြီပွဲပြီးရင်လည်းအကောင်တော့ပြန်တော့မယ်ကွာလုံးဝလည်းကင်းကွင်းရလည်းရွေးနေပြီအဲ့ချိန်မှာကိုကျွန်တော်ဆိုင်ကတော့လည်းပျောက်သွားပျောက်သွားတဲ့အချိန်မှာလုံးဝမတွေ့ရတဲ့အချိန်မှာစင်မောကျွန်တော်အဲ့လိုဖုံးမီလေးနဲ့အဲ့လိုမျက်ဖုတ်ထဲမှာဆိုင်ကတော့ရှားနေကြအကောင်လုံးကရှားရှားရှားဒါပြင်ပြင်ရတော့မှာကွာចောင်းကားတွေဟိုဖယ်ရီကလည်းမရှိတော့ဘူးအဲ့ချိန်မှာမရှိလည်းမရှိတော့ ကြားတဲ့သူကတော့အဲအဲ့တော့ပါကောင်းထပ်မှရှိပါတယ်ကျားချင်မှကြတော့တော်တော်တော်ရယ်ဂေးကညှက်ထားတယ်ခါအဲ့တော့ငါတို့ရှာလိုက်တော့မယ်ဆိုပြီးစင်မော်တက်ပြီးအဲ့မှာဖုတ်တည့်ရယ်ပြီးတော့ဟိုကကူးကရှာတာအဲ့ဝတ်ထားတာကွာအဲ့ကောက်အနက်နဲ့အဖြူနဲ့တည်မလားသူတို့ကင်းခွင့်ပြိုင်ကြအဲ့တော့ဖုတ်တည့်ရယ်ပြီးလို့ကဟုတ်ဖက်လေးခါပြီးဆွဲလွယ်လွယ်ပါရပြီးမှတွေ့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 ပြီးတွေ့ပြီးလည်းမြေဖုတ်တယ်မှာအဲ့ဒါတော့အမှတ်တရပေါ့နော်အဲ့ဒါလည်းပြီးလည်းပြီးတော့နောက်နှစ်အဲ ဒီစတီဗာတွေလောက်တာအကြောင်းဆုံးတိတ်မတက်ရတော့ဘူးအရင်ကမှတိစရာလောက်ပါနဲ့ပြီးတော့ဘွဲရဒါကတော့ចောင်းသားဘူးအမှတ်တရပြီမတ်ခိုင်တင်းကြီးအကယ်ဒမီရရနဲ့ရွှေလက်ကောက်ပြောက်တူလိုပဲကျွန်တော်ကြတော့ကင်းရမယ်နှစ်မှာဆိုင်ကတော့ပြောက်သွားအဲ့ဒါပဲဟုတ်ကဲ့ပါဒါနောက်ထပ်မင်းကလေးသွားလိုက်ပါဘောနော်ကဲမလဲမင်းနော်ဘာမှလည်းမမြင်အောင်ဆိုလိုပဲပေါ့ရောနောက်ထပ်မင်းကကြတော့ဒါ content creator ဆိုတော့ဘောနော်ဒါ idea blog ဖြစ်တဲ့ချိန်တွေလည်းရှိမှာပေါ့ဆိုတော့ idea blog ဖြစ်သွားတဲ့ချိန်တွေမှာဆိုရင်ရောဘာကြီးလုံးဖြစ်လဲတဲ့ကျွန်တော်ကြတော့ idea blog ဖြစ်တဲ့ချိန်ဟာတောင်းတန်ရုံမရှိဘူး ရှိပြီဆိုလည်းဘာမှလုပ်လို့မရအောင်ဘယ်အချိန်မှရှိလဲဆိုတော့ရီးစားရှိရီးစားနဲ့ဆင်ပြေချင်းဆို idea blog ဖြစ်တယ်ပုံမှန်ချင်းဆိုလို့ရှိရင်ဒါကတော့မစဲကြပါနဲ့เนาะဒါဆိုဟိုဘွားဘေးကန်ချမှာမစိုးတော့မစိုးဘူးကအဲမိသားစုကိစ္စလည်းအကြီးကြီးမားမားမရှိဘူးအကောကကိုမချမ်းသာပဲမဲ့လည်းရောင်ရဲတဲ့စိတ်လေးတော့ဖီးယားကပြီးလိုက်တယ်ဆိုတော့အဆင်ပြေရယ်ကွာတည်ရမယ်အဆင်ပြေတယ်အဲချက်ချားဟာရယ်ကောင်လည်းတငယ်ချင်းပေါင်းတဲ့တငယ်ချင်းကန်လည်းကောင်းတယ်အဆင်ပြေမဲ့အဲ့လိုမျိုးရီးစားရှိတဲ့အချိန်ပေါ့နော်ရီးစားရှိတဲ့အချိန်တော့ရီးစားနဲ့အဆင်မပြေဘူးဆိုလို့ရှိရင်လေဘာမှမလုပ်ချင်တာတည်ရမ အာ user နဲ့အဆင်ပြေနေပြီဆိုလို့ရှိရင်ချို့ဆိုချို့ project အရင်လောတာရှိရကွာအဲချက်ချင်းပုံမှန်ဆိုကျွန်တော်တို့က project တစ်ခုဆိုလို့ရှိရင်3-4လောက်လောက်တန်းစီပြီးတော့လာကြတာဟိုဂျာထဲမှာ meeting ထိုင်နေအ brainstorm လုပ်တယ်တေချာလေးညှိကြတယ် story line log လုပ်ကြတယ်အဲ့လိုမျိုးအဆင်ဆင်သွားတယ်ဆိုတော့ချို့ချအမောင်လေး client ကအမြန်ဟွာဖြစ်လို့ဆိုအမြန်မြန်ဆိုလို့ရှိရင်အဆင်ပြေချင်ဆိုလို့ရှိရင်အရရဲမှကျွန်တော်စူးစမ်းပေးမယ်ဆိုလို့ရှိရင်အဆင်ပြေချင်ဆိုလို့ရှိရင် project လည်းမဖက်ဘူးဟိုမှာရမ်းမရတော့ဘူးတကယ်တော့ရက်ကမရအောင်လို့ထိုင်နေပြီးတဲ့မှာတခုခုဆိုကြတာအကြောင်းပြန်ပြီးအခုလိုမျိုး ပုံမှန်ပြန်ဖြစ်တဲ့အချိန်မှာဆိုတော့နောင်နိုင်တကယ်ရအောင်သူများလည်းမလုပ်ကြနဲ့နော်အချစ်ကဘွားမဟုတ်ဘူးအဲ့တော့ဟုတ်တယ်တင်နာဘွားချာအဲ့တော့နော်အချစ်ကဘွားမဟုတ်ဘူးဆိုတဲ့အတွက်ကြောင့်အလုပ်ဒုဆရာရှိရလုပ်ကြပါအဲ့တော့ idea blog လုပ်ပြီးဆိုတော့အကိုကတော့ပြန်ပြီးတော့တရက်လောက်ပေါ့နော်အမေအကိုတို့အလုပ်တွေကြပါလေအကိုလုံးမဟုတ်ပါဘူးပေါ့နော်ဒီလိုမျိုးအလုပ်တွေအကုန်လုံးဆိုရလဲပဲစိတ်ခုနကပြောသလိုပဲစိတ်အဆင်ပြေနေမှာအကုန်လုံးကလည်းပဲအကိုရဲ့အစွမ်းရှိသလောက်ထွက်တယ်ပို့ပြီး idea တွေကောင်းတယ်အဲ့လိုကြတာကြတော့အကိုကြတော့ အဲ့လိုမျိုးစေရမ်းခြင်းပြီဆိုတာမလုပ်ဘူးဆိုတာကိုယ်တိုင်မလုပ်ချင်တာလည်းပါတယ်နောက်တစ်ချက်ကကြတော့အကိုရဲ့ ပုံမှန်မဟုတ်တဲ့မပြောနေတဲ့စိတ်အခြေအနေမှာထွက်လာမဲ့ idea တွေကိုကိုယ့်ကိုယ်ကိုယ်လည်းယုံကြည်မှုမရှိဘူးအဲ့ဟာကြီးကိုအကိုကိုအားပေးမဲ့ဒီ audience ကိုလည်းကိုချမပြခြင်းသလိုအဓိကကတော့ပြီးတော့ဟိုကိုအကိုလည်းပဲ project တစ်ခုဆိုတရားတန်ခြင်းတစ်ခုကိုသတ်မှတ်ထားတာရှိတယ် client ဘက်ကလည်းပဲလုပ်ငန်းရှင်ဘက်ကလည်းတရားတန်ခြင်းတစ်ခုပေးထားပြီးတော့တွက်ကြောင်မလို့ဟိုအကြောင်းပါချက်တစ်ခုခုကြောင့်ကိုယ့်ရဲ့ဒီ energy ညော့နေတဲ့အချိန်မှာမလုပ်စေခြင်းမလုပ်ပေးခြင်းဘူးပေါ့နောက်တွက်ကြောင်လက်မခံနိုင်လည်းရှိတယ်အဲ့ဒါကြောင့်ခုနောက်ပိုင်း ဟို project လေးတော့ပို့ပြီးအချိန်ပေးလို့ဖြစ်တာလည်းပါတာပေါ့နော်အဲ့တော့လုံးဖြစ်အတန်းတရက်လောက်တော့လုံးဝနားလိုက်တယ်အပြီးရင်အကိုကြတော့ဘာဘာကောင်းတဲ့အချက်ရှိတယ်ဆိုအကိုတို့ကြတော့ content နေရာလေးဟိုမှာကွာငါနောက်တစ်ပတ်ဘယ်ရ content ရှိတယ်ဒီအချိန်မှာငါဒါကိုစဉ်းစားမယ်ဆိုပြီးအဲ့လို ထိုင်းပြီးတော့ပုံမှန်လေးပုံမှန် meeting နေထိုင်းတယ်လို့မျိုးထိုင်းပြီးတော့ကွာစီးပွားရေးဟိုဆွဲတယ်လို့မျိုးစီမံကိန်းဆိုဆွဲလို့မရဘူးအဲ့တော့ကိုရကဖုန်းထဲမှာဆိုနှုတ်ထဲမှာဆိုလို့ရှိရင်ဥမာအခုဥမာတခြင်းတဘောနားထောင်ပြီးရဖြစ်ပါစေတခုခုဥမာညီမနဲ့ကိုစကားပြောရင်းနဲ့ခေါင်းထဲမှာဖြတ်ခနဲပေါ်လာဖြစ်ပါစေအားလေးလို့မှတ်ထားပြီးလို့ရှိရင်အနုပ်အတူလေးပေါ့နော်ဘာ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 ပဲကွန်တက်ဥမာဆိုလို့ရှိရင်အဲတာမီဆိုတာမီဘာအတွက်ဘာဆိုပြီးရပြီးလို့ရှိရင်အဲ့ဒီအောင်မှာအများလေးခွဲပြီးတော့အဲဒီဇယ်လမ်းမှာဆိုလို့ရှိရင်ဘယ် product ကတော့ fix ဖြစ်နိုင်တယ်အဲ့လိုမျိုးလေးအများကြီးလောက်တာရှိရဲဆိုအားထက်ပြန်ရှာပြီးတော့ ုတ်တယ်ငါဒါကတော့ကောင်းတယ်ကောင်းတယ်ကောင်းတယ်မကောင်းရင်မကောင်းဘူးအဲ့လိုမျိုးလေးသွားပြီးတော့ပြန်ပြီးတော့အိုင်ဒီယာဆွဲထုတ်ရတာပေါ့လေနော်အသိဉာဏ်ပြီးဆိုတော့လည်းတောက်လျှောက်ကြည့်လာချင်တာလည်းမရဘူးလေတင်းငါသွားပါပေါ့နော်အကြောင်းမလို့အဲ အိတ်စင်လာလိုက်တယ်ငါပြောလို့အိတ်လိုက်တယ်ပေါ့ဟိုတက်လာရဲ့ post လို့ကွာမသိတော့ဘူးအိတ်ပြီးဆိုအာတကယ်ကျွန်တော်ပဲကျွန်တော် တကယ်ကျွန်တော်ဆိုရင်ကောင်ဘယ်လိုလုပ်မှလဲဒါကိုဆိုလို့ရှိရင်မသိတော့ငါအိတ်ပြီးဆိုအာအိတ်လိုက်ပြီးလို့ပြန်လို့လာလို့ရှိရင်ရပြီရပြီငါအဆင်ပြေပြီဆိုအဲ့လိုပုံစံသွားတာပေါ့နော်အဓိကတော့အိတ်ဆက်တာပါပဲအဲ့မှာတယောက်တည်းအိတ်တာပါဟုတ်ရပါရဲ့ဘယ်သူနဲ့ပဲအေးအရင်ဝင်ပြီးအောင်ပဲကဲနာနာမေကွန်လေးပါနော်ညညီမလေးထားလိုက်တယ်နော်โอเคဆိုလို့ရှိရင်သွားပါမယ် အဲဒါကတော့အားအကြဆုံးတဲ့ influencer ဆိုလို့ရှိရင်ဘယ်သူဖြစ်မလဲတဲ့ဘာဖြစ်လို့အားကြရလဲကျွန်တော်အကုန်လုံးလည်းတော်တော်များများလည်းသိကြပါရဲ့ဒါကကျွန်တော်ငယ်ဘဝတွေကအရင်ကြိုက်ရတဲ့ညကျွန်တော် intra jersey ပေါ့နော် intra jersey map ကိုအရင်ကြိုက်တယ်ဆိုတာကလေတခြားကြည့်မှဆိုသင်ယူကြရအများကြီးပဲကွာပုံမှန်ရိုးရိုးလေးပဲနေတယ်ဥမာအဲကျွန်တော်မှတ်မှတ်ရရဆိုလို့ရှိရင်မဲဦးပဲဆိုပုံမှန်ပွဲတွေမှာလည်းပဲသူကနဲ့သူ hand pray ဖြစ်တယ်အရန် flatting ဖြစ်တယ်ဆိုတော့အမြဲလူတိုင်းလည်းသိကြတယ်ဒါပေမဲ့သူအဲ့တော့လွန်ခဲ့9နှစ်6နှစ်ဖြစ်မဲ့ထင်တယ်သူ့ရဲ့အဲ့ brand တစ်ခုလေသူ သူဒီမှာကိုပိုင်ဖြန့်နေ franchise ယူဖြန့်နေ a brand တစ်ခုကိုသူတို့ launch လုပ်တဲ့အချိန်မှာအဲ့ဒီပွဲမှာသူကအဓိကအနေနဲ့မင်းသမီးနဲ့မဟုတ်ပဲနဲ့သူလုပ်ငန်းရှင်ခေါင်းဘယ်လိုခေါ်မလဲပိုင်ရှင်နဲ့တက်တဲ့အခါမှာပို့ပြီးတော့သူကိုကိုကိုယိုကျိုးတယ်ဝတ်ပုံစားပုံအားဆိုအဲ့တော့ကျွန်တော်လည်းပဲ သင်ယူအဲ့လိုမျိုးမှတ်ထားရမယ်ပေါ့နော်ဘယ်လိုမျိုးဆိုပိုးပြီးတော့မြင့်တဲ့ level တစ်ခုရလို့ရှိရင်တော့ပိုးပြီးအချိန်တစ်ခုရှိတတ်သွားကြရဲကွာအဲ့တော့အဟာကို short တင်တယ်ဆိုရဲဟာမျိုးပေါ့နော် ပြီးလို့ရှိရင်ဟိုဘလောက်ပဲပင်မန်းနေပါစေသူတို့အဲ့လိုမျိုးမျက်နှာတက်လို့မရဘူးပိုးပြီးတော့အကုန်လုံးနဲ့အဆင်ပြေပြေလေးနေရမယ်ဘာကြောင့်လဲဆိုတော့ဟိုဒီအလုပ်လုပ်ကြရဲဆိုတာလည်းပဲဒါကကျွန်တော်တို့ဆိုနာမည်အရင်မကြည့်သေးလို့ကွာနာမည်အရင်ကြည့်ပြီဆိုလို့ရှိရင်အဲဒီလူတယောက်ကိုတွေးခွင့်ရဖို့အတွက်လူအများကြီးကစောင့်နေမယ်အဲ့တော့အဲတွေးနေရဲအဲ့တော့ကျွန်တော်တို့မှလည်းပဲဥမာသူ့ရဲ့ဘဝမှလည်းပဲအရင်ပင်မန်းနေစမ်းရှာ ှိမယ်ကွာဒါပေမဲ့ကို့အတွက်ကိုကြည့်လို့မရဘဲနဲ့ကွာဒီတယောက်ကသူ့ရဲ့ဘဝမှာတစ်ခါပဲတွေ့ဘူးတာဖြစ်ချင်းဖြစ်နိုင်တယ်ကွာဒီလားနှေးစဉ်တငယ်ချင်းလည်းမဟုတ်တဲ့အခါကျအဲ့ဒီအတွက်ကိုဩ तू ကတော့အခုမှတွေ့ဘူးတာ तू တွေ့ချင်းမနှိုးဆက်ချင်းအဲ့လိုစိတ်မျိုးထည့်ထားပြီးတော့မက်ဝက်ဆိုလို့ရှိရင်အမြဲဆက်ဆံပေးရလို့ခံစားရတယ်ကွာပြီးတော့ဘယ်ဒီနယ်ပယ်မှာမဆိုလဲအဲ့လိုတရင်တွေဆိုမျိုးစုံထွက်ကြတာလေကောင်းရင်ကောင်းတဲ့ထွက်တယ်မကောင်းရင်မကောင်းတဲ့ထွက်တယ်ဆိုခါကျလို့ရှိရင်ကိုအရန်ကြိုက်ခဲ့တဲ့ तू ကပြန်ချက်တော့ဩ तू ကအဲ့လိုလားဆိုပြီးအဲ့လိုမျိုးကိုယ်တိုင်လည်းပဲဟိုအဟောင်းသားဖြစ်ရတဲ့ဟာမျိုးလည်းရှိရယ်ကွာဒါပေမဲ့မက်ဝက်နဲ့ပတ်သက်ပြီးတော့ကြတခါမှအဲ့လိုမျိုးစိုးတင်းဆိုတာလည်းမကြားခဲ့ဘူးတဲ့အတွက်ကြောင့် ဩဟိုအဲ့သူ့လောက်မဟုတ်ရင်တော့သူ့လိုမျိုးလူပေါ့နော်ဖြစ်ချင်တယ်ဆိုစိတ်တော့ရှိရပါဘူးအဲ့တော့ inspire ဖြစ်ဆုံးတော့ Indra Joseph မှာခင်ဗျာဒါတွဲပြီးတော့အဲ့လိုမျိုးပေါ့နော်ဇလန်နေမှာတရုတ်ဆောင်ခွင့်ရမယ်ဆိုလို့ရှိရင်ရောအာရန်ပေါ့အဲကျွန်တော်မမေ့ရဟိုးအရင်က interview မှာဖြေဘူးတယ်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ brand တွေကိုလက်ခံပေးဆိုလို့ရှိရင်ကြာ check လုပ်ရတယ်ကွာ check လုပ်ရတယ်ဆိုတာဥမာဒါ FDA အမျိုးစုံပေါ့နော်ဘယ်နဲ့ခုနကထုတ်တာလဲ site ဟို feedback တွေမှာ bad review ရှိလားဒါပေမဲ့ ဘရန်နှစ်ခုလောက်ရှိရဲ့မတ်ဦးဝဲကျွန်ညာရဲ့ post ကိုတွေ့ရတဲ့အချိန်မှာ all ဘာဖြစ်ဖြစ်တော့ရဲ့ state တခုပေါ့နော်ကိုယ့်ရဲ့ identity နဲ့တည်မလားเออเตชาเลยแบรนด์တူတူလေးကြောင်ညာလို့ကြောင်ညာရိုက်ဖူးကျင်တယ်ပေါ့တူတူမဟုတ်ရင်တောင်กว่าအဲ့လိုမျိုးစိတ်နဲ့လက်ခံတဲ့ဟာမျိုးလေးရှိရဆိုတော့လေအဲ့လိုမျိုး project တစ်ခုခုဒါစုံပြင်းရရင်တော့အရင်ပြောတာပေါ့လေเนาะ producer မြန်မာစီးဒီ interview ကိုအဲ့ဒါနောက်နေ့မင်းကလေးကြောင်မနိုင်လိုက်တော့ဘလူး character မျိုးကိုတရုပ်ဆောင်ကြည့်ကျင်လေတဲ့ ။အခုလည်းဒါတရုတ်ဆောင်နေလည်းလုံနေပြီဆို။လုံနေပြီဆိုတော့တရုတ်ဆောင်နေလည်းဆိုတော့တကယ်တော့လေကိုယ့်အကူအပုတ်ချလာအောင်မယ်။ဒီမင်းသားကကားရိုက်အရန်ဆက်တာ။ကြောင်ညာကြီးကတော့တခုဆို၄နှစ်ကျော်ဆိုတော့ဈာထဲမှာတော့ကိုယ့်အကူနားတဲ့အချိန်ရောက်လဲပြီးတော့နားတာမျိုးမရှိသေးဘူးပေါ့နော်။ပုံမှန်ခုနပြောလို့ငလျင်ဘေးတို့ကျွန်တော်တို့ရေဘေးတို့ဆိုလို့ရှိရင်ကိုယ့်အကူအဲလုံတဲ့နဲ့ယာရီလုံတဲ့အချိန်မှာအဲဒီလုံနေကြတာခဏရက်တာမျိုးရှိရဆိုတော့အဲ့လိုတလားကျော်နှစ်လားအဲ့လိုကြီးကိုယ့်အကူနားဦးတာရှိတယ်ကွာ။ဒါကတော့ပုံမှန်ဒီ၅နှစ်လောက်အတွင်းမှာတော့ဒီကျွန်တော်တကယ်အခုလက်တကယ်ကျေးဇူးများကြီးတင်ပါတယ်လို့လောက်ခွင့် ပေးတယ်ဒီအဓိကတော့ audience တွေရော client တွေရောကျွန်တော်အဲ့လိုလေးစတိုင်လုတ်ခွင့်ရခဲ့တယ်အဲ့တော့ဒါပေမဲ့ကားရိုက်ကြတာဘာဖြစ်လဲဆိုတော့လာတော့လာကြတယ်မေးတော့မေးကြတယ်ဆိုပေမဲ့ကျွန်တော်ကိုယ်တိုင်ကလှုပ်ချင်တဲ့ဟာမျိုးလေးဆိုလို့အရင်လှုပ်ချင်တယ်ပါဒါပေမဲ့အဓိကဘာလှုပ်ချင်တာလဲဆိုတော့အေးရင်ကကြိုက်တာလေအဲ့လို vans ပုံစံမျိုးလို့ခုခုကိုလေလှုပ်ဝက်ထားတဲ့ character မျိုးကိုကြိုက်တယ်ကွာဒါပေမဲ့အခုကျတော့ကိုလှုပ်ချင်တာတဲ့ဦးနှောက်နဲ့စဉ်းစားပါတယ်အော် တနိုင်ငံလုံးကတော့လို TV ပေါ်ဖြစ်ဖြစ်ပိတ်ကားပေါ်ပေါ့နော်အိမ်မက်တစ်ခုပေါ့မြင်ခဲ့ရင်ငါမနိုင်မြင်ကြီးကြမှာပဲဒီမှာအဲ့တော့ရှင်တဲ့အချိန်မှာငါဒီလိုမျိုး character ကြီးကိုမရအောင်ယူမယ်ဆိုပြီးတည်မလား producer ကို level ညစ် director ကို level ဖတ်ပေါင်းပြီးငါအဲ့ဒါကြီးကိုယူထားလို့ရှိတယ်ငါ့ကိုရည်ကြမှာအဲ့တော့ဘာဖြစ်လိုက်လဲဆိုတော့ဇလန်းအစမှာကတော့ကိုကအလုံးဝ ပေါ်ပပါနဲ့ကျွန်တော်ရဲ့ဒီအပြင်မြင်နေကြတိုင်းပေါ့နော်ဟာတာဗီရာမြင်နေကြတိုင်း character တစ်ခုနဲ့သွားပြီးကမှအဲဇလန်ရဲ့တစ်ခုခုအလှယ်ပြောင်း plot twist တစ်ခုခုကြာကမှအဲကျွန်တော်လှုပ်ချင်တဲ့ဇာတ်ကောင်တစ်ခုမှပေါ့အမ် maybe branch တစ်ခုခုဖြစ်ပါစေတစ်ခုခုကိုလျှို့ဝှက်ထားရတဲ့အဲ့လိုမျိုးအဲ့လိုမျိုး main ဇာတ်ကောင်ရင်းဖြစ်နေဖို့မလိုဘူးကွာအဲ့လိုမျိုးလေး character တစ်ခုရှိရဟာမျိုးလေးလှုပ်ချင်တာအင်းအဲ့လိုမျိုးလေးပေါ့နော်ဟို twist နှစ်ခုပေါ့နော် character နှစ်ခုကို change လုပ်ရမယ့်ဟာမျိုးလေးတွေကျွန်တော်ကြိုက်တယ်ခင်ဗျ အဲ့ကြောင့်အခုတော့ပတ်စံစုနေပေါ့နော်ဘယ်သူမှခေါ်မရရင်တော့35 40လောက်ကြာရင်တော့အဲ့လိုဇကာထုတ်ရပြီးတော့3 3ခုခွဲလောက်ဆိုရင်အကယ်ဒမီတေချာလောက်ပါပြီနော်2ခုခွဲဆိုတာလွဲချင်လွဲချာဒါပေမဲ့တချို့9ခုခွဲတောင်မရရရှိရဆိုနေတော့ကြိုးစားအောင်အမော တကားဟွာလေးဥမာဒေါ်ထားနေအဖွဲဆိုပြီးထိုးသလိုလေးကောင်းထက်ပိုင်းနေအဖွဲဆိုပြီးတကားတော့ဘူးမပါဘူးကွာကိုတရားပြောလေးရမလားအဖေအမေမိန်းမယောက်ျားကလေးရက်ွက်ထရအတင်းပြောတဲ့အန်ဒီရဲ့ဒေါ်ကြီးရဲ့စာရေစီနဲ့တွက်နဲ့ကိုရစာကျွန်တော်ပဲသိရမလားဘိုးဆောင်ကိုင်းသားဆုံးလားပြောသူမလားဂျုံမကျွန်တော်တယောက်တည်းအဲ့ဒါကျွန်တော်ဖိတ်နေလာခဲ့ပါဘူး။ဖိတ်ခဲ့မယ်ဖိတ်မယ်ဖိတ်မယ်။အထူးပဲတော့လူများရဲ့အာနာလို့တဲ့။ဒါနဲ့ကျွန်တော်တင်တော့လူမရှိတော့ဘူး။ ဟုတ်ပါပြီဆိုတော့နောက်နှစ်မိန်းကလည်းကျွန်တော်ပဲနိုင်လိုက်တော့ပြင်မယ်ဒီမှာဆိုနောက်နှစ်မိန်းကကြာတာအရက်မူးပြီးတော့တောင်းညံ့တာမျိုးရှိဘူးလားတဲ့ကျွန်တော်ရဲ့အရက်မူးတဲ့ stage မှာလေ stage ကနှစ်ဆင့်ပဲရှိတယ်မူးပြီးပျော်တာရှိတယ်မူးပြီးဘာမှမသိတော့တာရှိတယ်ဒီလားအရင်တော့မူးပြီးပျော်တဲ့အစင်းကအမဲလို့ရောက်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ generation ကလေဒါတကယ်လေဒီဘက်နဲ့တိကျမှာပါအရင်အရန်တောက်ကြတဲ့ခစ်ဖြစ်သွားတာပါဘာကြောင့်လဲဆိုတော့ ဘယ်လိုမျိုးအရက်သေးစာကြီးကိုဒါမကောင်းဒါပေမဲ့ငါလှုပ်လိုက်မယ်ဆိုပြီးတောက်တာမဟုတ်ဘူးသူတို့ရဲ့စိတ်ထဲမှာကဒါကောင်းတဲ့အရာတစ်ခုလို့သူတို့ရဲ့ကျွန်တော် grand စာဝင်သွားပြီကွာအော်ပျော်ရတယ်သိရမလားပြီးတော့တောက်ပြီးတော့အဓိကကတော့ကျွန်တော်ထင်တာကတော့လေငယ်ဖျားခေါ်လိုက်မှာပါပါရဲ့အရက်သေးစာရှောင်းကျင်ပါဆိုတာကျွန်တော်အတူရတော့အရက်သေးစာတောက်ပြီးလို့ရှိရင်မကောင်းနိုင်လို့ဖို့အတွက်ကိုအဲ control လုပ်နိုင်ဆိုရင်နည်းသွားတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကြာလည်းပဲတောက်ပြီးအိတ်တဲ့သူဆိုတာတင်မကောင်းတာလို့ခေါ်လိုက်အချင်းမရှိဘူးပါကိုကမကောင်းတာတခုလာလုံးပါပဲကိုကလက်ပြမလုံးနိုင်တာသိရမလားကျွန်တော်ဆိုတော့ကျကိုကကိုကိုကကိုအထောက်ငါငါဖုန်းပါလာငါပစိုင်ပါလာငါကတ်တီပါလာအေးဟုတ်ပြီငါအခန်းနံပါတ်ဘလောက်လဲအဲ့လိုမျိုးကိုကကိုလုံးနေရတယ်မကောင်းတာကြံမှုအချင်းစီအချင်းမရှိလိုက်ဘူးအဲ့တော့အဲ့တော့ကြောင့်တောက်တယ်ပျော်ရဲ့တငယ်ချင်းနဲ့အဲ့လိုဟီလာဝါတို့တယ်ပြလို့ရှိရင်ခုနပြောတဲ့ state 2ကကြတော့နည်းနည်း over ဖြစ်သွားတဲ့အချိန်မှာဘာမှမသိတော့အချိန်မျိုးရှိရပါဘူးငါမနဲ့ကြာငါပဲရောက်လာတာ ဒါငါငါနေရတော့ဟုတ်တယ်ငါ့ကိုသူလိုက်ပို့ရလဲအဲ့လိုပြီးရင်ဖုန်းကိုဆက်ရတယ်ပေါ့နော်ဖုန်းကိုဆက်ရတယ်ငါဘသူ့ကိုစာပို့ထားတယ်ငါဘယ်ကြီးစားဟောဖုန်းခေါ်လိုက်ပြီးတယ်အဲ့လိုမျိုးပေါ့နော်အဲ့ကြောင့်အရင်တော့တွေးရလေအဲ့ရသမားရင်တော့မသိဘူးဆိုတာလိန်နာတာသိရမလား နင်တို့ရေသမားရေကတော့ဟိုချီကျွေးရင်မစားဘူးဆိုတော့တကယ်မသိဘူးတကယ်မသိတဲ့အချိန်နဲ့တောင်းခါလောက်ကြုံလို့အချိန်မှာအော်တကယ်မသိရပါပဲဒါပေမဲ့အဲ့လိုတော့မဖြစ်အောင်တော့နေကြပါဘောနော်ဟိုပစ္စည်းတောက်တာတွေတခုခုထိခိုက်တန်ဖြစ်တာဖြစ်နေတာဆိုတော့လေပြောင်းမဲ့တောက်ကြပါအဲ့လိုတော့အချိန်အဲ့တော့ဖြစ်ဖူးတယ်ပေါ့နော်ဖြစ်ဖူးရအရက်ကကြေးအရက်အရက်ရဲ့ကြေးကြုံမဟုတ်ဘဲနဲ့အရက်ကကြေးကြုံဖြစ်သွားသူကအရန်တောက်ခံရပြီးတော့ဒါပေမဲ့လေကျွန်တော်ကအဲ့လိုမူးပြီးပြောတာကြိုက်ကြအရက်ကအေကိုဟော့အနိုင်ဥမှာ ် sorry whiskey တို့အဲ့လိုမျိုးသိရမလား black label တို့ခါလို့ whiskey နဲ့အဲ့လိုထောင်းငါထပ်သွားရအနံအရာမျိုးကြီးကျွန်တော်မချိုက်ဘူးတောက်ပြီဆိုလို့ရှိရင်အဲ့လိုပျော့ပျော့လေးနဲ့လေအဲဝင်တော့ဝင်သွားရကိုတောက်လိုက်ရအေးအေးလေးလိုလိုတကူကော်တေးလေးလိုတောက်လိုက်ပြင်မယ်အဝင်မစိုးဒါပေမဲ့အချိန်တန်မူးသွားဘူးကအဓိကပဲကွာဟိုလိုအရက်ဓာကြီးကိုအရက်ရက်ဓာကြီးခံစားရပြီအဲ့လိုမျိုးကြီးတောက်တာမဟုတ်ဘူးအဓိကပျော့ခြင်းလို့တောက်တယ်အဓိကမူးတာကိုကြိုက်မူးတာကိုကြိုက်တယ်မူးပြီးပျော့ရတာကိုကြိုက်တယ်ကဲဒါနောက်ထပ်မိန်းကောင်လေးတောက်လိုက်မယ်ပေါ့နော်နောက်ထပ်မိန်းကောင်ကဒါကျွန်တော်လည်းသိချင်တာပေါ့နော်ဟုတ်အဲ့ပါဟုတ်ကြ snapchat ကဒါ effect တွေနဲ့ဒါကိုကရိုက်တာများရပါတော့ဆိုတော့အဲ့လိုမျိုးပေါ့ snapchat က effect တွေနဲ့ရိုက်ဖို့ဘယ်လိုစပြီး idea ရခဲ့ရလဲအဲ့တုန်းကဟာကျွန်တော်ကဘာဖြစ်လဲဆိုတော့ဘုန်းနေပြလို့ရှိရင်တော့ဘယ်လိုပြပြအောင်အစားဆုံးပြပြအောင်ပါပေါ့လေကျွန်တော်တို့ကျောင်းပြီးရခုနကပြောကျောင်းက6နှစ်တက်ရတယ်ကျွန်တော်တို့ကျောင်းကကြတော့အော် B-dash က4နှစ် BE က2နှစ်အဲ့တော့ဒါပေမဲ့စတက်တက်ရတော့ကျွန်တော်ကဘယ်လိုကြီးဝဒနာပါလို့တက်ခဲ့ရတော့မဟုတ်ဘူး ပို့နေကြလို့ရှိရင်အမျိုးအင်အားတော့အရင်ရတာမဟုတ်ဘူးအင်အားကြလို့ရှိရင်မိဘဟောဖြစ်တယ်ဆိုပြောဘူးဟိုပါပါလဲအိမ်ပေးမွန်တော့ဆိုဟိုပါပါလဲအတော်တွေဦးလေးတွေကျွန်တော်တို့ရှိသမျှအမျိုးတွေကတော်တော်များများကြတော့အဲ့အကြောင်း drop ပေါ့နော်အကြောင်းမှာပြန်ပြန်ပြီးတော့ခတိကလုပ်နေတဲ့သူရှိတယ်အဲတခြား private university မှာ tutor လုပ်နေတဲ့သူတွေရှိတယ်အဲဒီဒီ engineer လုပ်နေတဲ့ professional လုပ်နေတဲ့သူတွေရှိတဲ့အခါကျတော့ ဟိုဒါပဲတက်လိုက်ကြပါဗောနော်ပြီးတော့ငငယ်ကလေးကကျွန်တော်ကကြာပြည်သားဆိုတော့နေမှာပဲနေခဲ့တယ်ဆယ်တန်းကလည်းဘောရာပညာတက်ခဲ့နေမှာပဲတက်စင်မားဖြစ်နေမှာပဲအောင်ဆိုတဲ့အခါကျတော့မိဘတွေကလည်းပဲကျွန်တော်ကအဲ့လိုမျိုးခွဲဘူးတာမျိုးမရှိဘူးအဲ့အချိန်ကျတော့ရန်ကုန်မှာလာတက်မယ်ဆိုတဲ့အချိန်မှာလည်းပဲအင်အားစိတ်မချရလဲပါတယ်ဗောနော်အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့ဟုတ်ပြီဒီကတော့ကိုယ့်ရဲ့အမှတ်ပါမိရလဲဒီကြောင့်မှပဲဒီမျိုးဒီမျိုးမှပဲအကောင်းဆုံးလဲအဲ့လိုမျိုးဆရာကအော်အမျိုးကြီးကဒါတက်ကြတယ်တက်လိုက်ကြတယ်မဟုတ်လဲတက်ကန်းရလောက်တည်းကကျွန်တော်ကကိုယ့်အကူတိရယ်ကွာငါဒါကြီးကိုလှုပ်ချင်ဘူးဒီရမလား လိုလောက်ရမလဲဆိုတဲ့အချိန်မှာပိုးဆိုးတော့တာအဲ့လိုမျိုးအဲရှေ့နေတယ်မလို့ဝဲကန်းဆိုတတ်ကြွပြီးအဲ့လိုကင်းနေရပါရင်ရအဲ့လိုမျိုးပေါ့နော်တချင်းနေစားတချင်းနေပါရီဆိုစုတွေပါရီရအဲ့လိုမျိုးဖြစ်တဲ့အချိန်မှာကျတော့တိတ်ကြတယ်ကွာငါအော်ငါဒါလုံးရှင်တာဒါအော်ငါပျော်တာဆိုတဲ့အချိန်မှာအိမ်ကိုလုံးဝပျော်ရဲ့အချိန်မှာကျကျွန်တော်တို့ဆင်မှာဘာဖြစ်လဲဆိုတော့အင်အားလည်းပဲလူလက်တန်းစားဖြစ်တယ်လူလက်တန်းစားဖြစ်တယ်ဟို6မိနစ်တက်တယ်ဆိုတော့ပမာဏရတယ်ကျွန်တော်တို့မိသားစုအတွက်က အရင်တက်တာပမာဏမဟုတ်ဘူးအခုအရင်လွန်ခဲ့တဲ့10နှစ်ဆိုတာအသိန်းကိုရာချီတဲ့ကဏ္ဍဖြစ်ခဲ့ရဆိုတော့အဲ့တော့ကျောင်းပြီးရဲ့အချိန်မှာတော့ကိုကဒီလောကရဲ့ဝင်မယ်ဆိုလို့ရှိရင်တော့ကွာတင်တဲ့နေအများကြီးတည့်ရမှာဟုတ်တယ်အဲကိုယ် invest အများကြီးလုပ်ရမယ်ကိုကိုကိုအတွက်ကိုပေါ့နော်တခြားကိုယ့်ရဲ့အလုပ်တွေအတွက်ကိုရောဒီအခွင့်အလမ်းတွေအတွက်ကို invest လုပ်ရမယ်ဆိုအဲ့ဒီအတွက်ကိုကျွန်တော်ထပ်ပြီးတော့အမောင်ကြီးတစ်ခုထပ်ပြီးအင်ရလက်ဖြတ်မတောင်းကျင်တော့ဘူးကွာမတောင်းကျင်တဲ့အခါမှာကြာပါပြီလေဆိုတော့ငါကငါတော့လုံးမရမယ်ဆိုတဲ့အချိန်မှာကံကောင်းတာလားကံဆိုးတာလားမသိဘူး covid တွေဖြစ်တဲ့အချိန်မှာအကုန်လုံးက အလုပ်တွေအားလုံးရက်ကြရဲကျွန်တော်လည်းចောင်းပြီးကတော့ဘွယ်လေးဘွယ်လေးတော့ယူလိုက်ရတယ်အဲ့ဒီလက်မှာဟိုတက်ဝေးလေးပြီးမှာဘွယ်လေးယူလိုက်ရတယ်ဘွယ်လေးပြန်လုပ်ပေးချင်မှာဘွယ်လက်မှာကြီးကင်ဘာလို့မသိချင်မှာအဲ online နေ social online ကနေအဲ့လို online shopping တွေပါလေလုပ်တယ်ကိုကနေကိုအဲ့ထည့်ရပတ်စံမတောင်းချင်တော့အင်းကနေပြန်ငါပြန်မမဲလဲပဲအမကျွန်တော်ရဲ့ပုံမှန်အတိုင်းပဲပင်ကိုဗီဇပေါ့နော်အကိုလည်းပြောပြောပပနေတဲ့တာဆိုအဲ့လိုပဲရှောက်အခွေလေးပါလေရှောက်ရိုင်းတယ်အဲ့လိုဟိုကလစ်ဒီကလစ်နဲ့အမဖုန်းထဲကအဲ့ဟာလေးကိုတွေ့ပြီးတော့ရိုင်းရင်းထဲမှာအဲ့ဟာလေးကတင်တော့တင်တယ်မှာအများကြီးမတင်ပြဘူး အဲ3လမှာတစ်ခါအဲ့လိုမျိုးလေးအတူလေးအစာလေးတင်တဲ့အခါမှာအဲ့မှာ page တွေပါတော့မရှိသေးပါဘူးအဲ့လိုဖြစ်တဲ့အခါမှာကျတော့နောက်အဲ့2021လောက်ကြာကမှတခုတင်တဲ့ဟာလေးကတော်တော် engagement များသွားတာများသွားတဲ့အချိန်မှာဩဒါလေးဒါ engagement ပြီးတော့အဲ့ခေတ်ကကျတော့ဟိုဇူဇူကကျွန်တော်တို့နိုင်ငံကိုမြက်ဆက်သေးဘူးလေတကယ် engagement တွေဟာထိုးထောင်တက်ပြီးတကယ်အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာဆိုတော့လောကလည်းအားတက်တယ်ကွာအဲ့လောက်တပတ်တစ်ခုအဲ့မှာအကုန်လုံးကလည်းလာပြီးတော့ဟို အချိန်ကမှကိုယ့်ကိုသိရမလားစောင့်နေရဆိုရဲသူတွေရှိအဲ့ပြီးတော့အဲကိုဗစ်ဆိုတော့ကွာအကုန်လုံးကအကုန်လုံးအိမ်ထဲမှာအိမ်ထဲမှာနေပြီးဆက်ရဲညစ်နေကြတဲ့အချိန်ရှိရဲအစားတော့တွေ့ရပါတော့အကုန်လုံးကလူရဲလောက်သေးကြည်နေတယ်ငါတို့လည်းပဲအိမ်မှာလည်းတကယ်တော့လေတအိမ်လုံးလည်းကိုဗစ်ဖြစ်နေရကျွန်တော်တရားပြတ်မဖြစ်သေးရအဲ့အချိန်မှာလေအဲ့မှာငါလည်းပဲလိုလာလာလာကြီးလုံတာကောင်းမှမလားပေါ့အဲ့အချိန်မှာမတင်နည်းနည်းမတင်တော့ရလိုက်ပါအောင်မယ်လေးအချိန်မှာစာရရောက်လာရမောင်မောင်လေးညီလေးတင်မအိမ်မှာပဲနေကြတာဒါလေးကစိတ်တသက်ရရတယ်ပေါ့နော် ဲ့လိုမျိုးတွေးရတဲ့တွေးအာအဆုံငါပြန်လုံမယ်ဆိုအာနေပဲဆက်လုံးဖြစ်ရင်လည်းပဲနည်းနည်းကြော်ညာလေးရလာတယ်ကြော်ညာလေးစလက်လက်ခံလာတယ် product placement လေးပြီးပေါ့နော်ရလာရဲဆိုတဲ့အချိန်မှာအဲ့လိုနေပဲလုံဖြစ်သွားတာအခုအချိန်ထိပဲပေါ့ဟုတ်၄နှစ်ကျော်လောက်ရှိပြီပေါ့အဲ့လေကဘယ်လိုပြောမလဲကိုနဲ့ alive person effect ကိုရှာတွေ့သွားတယ်လို့ခံတယ်အဲ့လိုပဲအဲ့လိုပဲခံပြီးတော့ပန်ကောင်းတာတစ်ခုကကြတော့သူကြတော့ဟိုကိုယ့်ရဲ့မျက်နှာအစင်နဲ့မဟုတ်တဲ့အခါကျတော့ပို့ပြီးတော့ အဲ emotion တွေလောက်ချင်တယ် expression တွေဆိုလို့ရှိရင် share နေကြမလို့ဘာပို့ပြီးတော့လုံးလို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့အခုကြာလည်းပဲ share ဆရာလည်းမရှိတော့ပါဘူး shopping center ကြီးထဲမှာလည်းတင်လာဘောင်းမီကောင်းဆိုပြီးရိုက်ရတာငငယ်ပေါ်ရပါလေဟိုဒါကတော့ဟိုမိမလို့ဝစ်စားရတဲ့သူတွေကျွန်တော်ဟိုဟာဖြစ်တာမဟုတ်ဘူးနော်ဝေဖန်တာမဟုတ်ဘူးကျွန်တော်လည်းတကယ်ချင်းမှာလည်းအရန်ချစ်တဲ့သူတွေခင်လည်းရှိပါဒါပေမဲ့ကိုယ်တိုင်အဲ့လိုမျိုး ဝစ်ပြီးတော့အဲ့လို shopping center လိုမျိုးနေရာမှာတည်ရမှာ public area လိုနေရာမှာအဲ့လိုကြီးလောက်ပြီးအဲ့လိုလည်းမတွေးခဲ့ဘူးဘာတစ်ခါမှဒါမှလည်းဟုတ်ပြီးလောက်တဲ့ခါမှာတော့ဒါအော်ဒါအလုပ်လုပ်နေကြတာပြုတ်ကိုလည်းပဲဒါကိုမလုပ်ဘူးလားမလုပ်မလုပ်ခွင့်မနေနိုင်ဘူးလောက်တယ်အဲ့လိုမျိုးပဲခုကြတော့လည်းဒူဘေတိုင်းပဲကြတာကဲဒါနောက်နောက်မေးခွန်းကြတော့တဲ့လူတယောက်ကိုမြင့်မြတ်နိုးနိုးနန်းရမယ်ဆိုဘယ်နေရာကိုနန်းမလဲလူမျိုးလက်ဖမိုးလေးပေါ့အဲ့လိုမျိုးလက်လေးပါလေးခိုင်းထားအဲ့လိုမျိုး fast ဆိုပြီးအဲ့လိုမျိုးလေးနန်းလိုက်ရတာမျိုးကြိုက်တယ်အဟုတ်တယ်လက်နန်းပြစ်တယ် တကယ်ညင်ညူပါလို့မနှမ်းညင်တာလေခုနတော့တကယ်ညင်တာမနှမ်းညင်သာပြစကြည့်ရလေခါစွစုရှိရကွာတကယ်ချင်းအရန်အနေနေပြီးချက်သွားတာပါလေတကယ်ချင်းအနေနေပြီးဆိုရင်လေသူ့ကိုအရန်ခင်တာကွာတော့မချင်းချင်းတယ်လေမြင်းနေရတာကိုသူကဘာပုံစံကြီးပြင်နေတာဆိုလေခါစွစုရှိရကွာကိုယ်တကယ်ချင်းနဲ့မှာလေလူရန်ကြိုက်ကြတဲ့သူရှိကြတာပဲ ူဘာကြိုက်နေကြရလဲအဲ့လိုမျိုးဆိုသူတို့သူတို့စိတ်ထဲမှာလည်းကိုယ်တို့မှာပေါ့နော်သူဘာကြိုက်ကြရလဲပေါ့ဆိုတော့တင်းတော့တယောက်ကွာဘယ်သူမှမမြင်ဘူးတဲ့ပုံစံတွေအစမြင်ဘူးနေရဆိုတော့နန်းနဲ့မနန်းချင်ကိုကြိုက်တယ်မကြိုက်ဘူးအဲ့လိုမျိုးဟုတ်ပါပြီတကယ်ချင်းနေမြင်တော့ငိုနေတော့ငိုပါအောင်သူတို့လည်းပဲအဲ့လိုပဲအေးငါတို့လည်းမင်းလိုပဲဆိုပြောရင်ပြောနေတာနော်ဟုတ်ကဲ့ပါလားနောက်ဆုံးမိကွန်လေးပေါ့နော်ဆုံးမိကွန်ကကြတော့ဒါဒါတော့ထဲလန်အောင်မေးရ hidden talent ရှိလားရှိရင်ထုတ်ပြပါ အရန်ချစ်တတ်တာပေါ့အရန်ချစ်တတ်ဒါတော့တကယ်ဒါတော့တကယ်ကျွန်တော်ကျတော့အဆိုင်တွေပါယုံလားဇိုရီရဲ့အဆိုင်တွေပါလीအဲ့လိုမျိုးဆိုကျွန်တော်ကျတော့ Venus in Scorpio အာ Venus Scorpio ကကျတော့သူကချစ်ပြီဆိုလို့ရှင် Commitment အရန်များတယ်ပြီးတော့ကျွန်တော်ဆိုလို့ရှင်ကွာဝန်ခံတယ်ကွာအဲသူသူကတွဲလိုက်ပါမယ်လေးဆိုပြီးတွဲမိရဲ့သူတွေလည်းရှိတယ်ဒါပေမဲ့အဲ့လိုတွဲမိရဲ့သူတွေကအမြင်တယ်နှစ်ချီသွားတယ်လားတစ်နှစ်တစ်နှစ်ခွဲအဲ့လောက်ကအနေဆုံးပဲအဲ့တော့ဟိုသူတို့ อีซ่าဟုတ်เนี่ยဟိုလဲမေးလို့ရှိရင်သူတို့မှလည်းပဲကျွန်တော်เนี่ยအကြဆုံးလို့ဖြစ်ဖြစ်သွားပါဘာအဲ့တော့တကူဆိုလို့ရှိရင် long term သွားဖြစ်တယ်ပြီးရင်အဲ့လိုမျိုးလေးနှင်းညင်ခံနိုင်လေးနဲ့กว่าဒါပေမဲ့ balance ဖြစ်တာကိုအရင်ကြိုက်တယ်กว่าငါလို့ချစ်ပေးနေတယ်ဟိုမှာအပြင်တစ်ခုသွားတယ်กว่าဟုတ်ပြီဟိုမှာတစ်ဖက်က ကိုယ့်ရဲ့ချစ်သူကမအားဘူးအဲ तू မလိုက်ဘူး तू ကသူအဝေးမှာဟိုမှာ long distance ဖြစ်နေဖြစ်နေအဲ့မှာကိုသွားပြီဆိုလို့ရှိရင် तू မမေးလဲကိုကသိရမလားပုံနေရရရရရရရအဲ့လိုဘယ်ရောက်နေပြီနော်ဘာလောက်နေပြီနော်အဲ့လိုမျိုးလေ report တင်တယ်လို့ပဲအဲ့လိုတင်တင်တင်အဲ့လိုရှိရင်တော့အဲ့လိုမျိုးမဟုတ်ဘူးနော်ပြီးတော့အော်ဒီပုံကငါဒါပို့လို့ရှိရင် तू ကအရင်ကပုံရင်းငါ့ကိုပို့ရထင်ပါလားမသိဘူးဆိုအဲ့လိုပုံကတစ်မျိုးပြီးလို့ရှိရင်ပုံထဲမှာ gallery မှာပါတယ်လေအပေါ်ကအချိန်နဲ့အဲ့အဲ့လိုဟာတစ်မျိုးအဲ့လိုမျိုးဟာအဲ့ကိုကအဲ့လိုလုပ်ပဲဆိုသူသွားတဲ့အချိန်မှာအဲ့လိုမပို့ဘူးဆိုလို့ရှိရင်လေ ိတ်ကတည်လာဒီကောင်ကငါးတောင်ကပို့တာငါလို့မပို့อ่ะဘာလုပ်နေလဲပေါ့เนาะအဲ့လိုမျိုးရရဲ तू မပို့ရင်ငါမပို့အဲ့လိုမျိုးပါမကောင်းတဲ့အချင်းနဲ့တွဲတာပေါ့เนาะအဲ့လိုမျိုးကြီးဆိုတော့အဲတကယ်ကိုဘက်ကလည်းကိုပေါ့တကယ်အဲ့လိုချစ်ပီးနေရဲဟာမျိုးနဲ့မှာပဲအဆင်ပြေမလို့ထင်တယ်နှမဆိုလို့ရှိရင်ချို့ကြ टाइम တူကြဘူးလေဟိုကပေါ့ပေါ့ပါသွားခြင်းတဲ့အခါကျတော့အဲသူလည်းပေါ့ပါကိုလည်းပေါ့ပါမတီးချစ်တယ်လို့သိမလားသူလည်းပေါ့ပါကိုလည်းပေါ့ပါနေချင်းနေစားချင်းစားတဲ့ချင်းတဲ့အဲ့ချင်းအဲ့လိုမျိုးဖြစ်သွားကြမှာသူရှင်းရလည်းမသိတော့သူရှင်းလည်းကိုမသိတော့အဲ့လို အားကြတချို့ရီးစားရကြသိရမလားရီးစားထားနေရကွာရီးစားတယောက်လောက်ရမယ်တာဝန်ဝတရားတွေသိရလားဝန်ထဲကဘာမှလုပ်ပေးဖို့မလိုဘူးချစ်ပေနေရပြီကွာသူလည်းချစ်ပေကိုလည်းချစ်ပေရဆိုအရာရာအဆင်ပြေပြီပေါ့သူ့တွေ့ဆိုရအဲ့လိုစိတ်လေးတစ်ခုရှိနေအဆင်ပြေပြီဆိုတော့ချို့ကြမဟုတ်ရီးစားထားရကွာသူ့တွေလေးအဲ့လိုဝဉဏ်တကောင်လိုပဲမြင်လည်းမမြင်ရတယ်လို့ခါကြငါကတော့သူတိရောတိသေးလားမသိဘူးပေါ့နော်အဲ့လိုမျိုးပြီးတော့ကွာဖြစ်စေချင်တာကတော့အခုကတော့တကယ်အေးဆေးပါပဲအတိတ်ကိုပြောနေရနော်အတိတ်ကိုဟာနေခုချိန်မှာဟိုဘူရီစားနေပိတ်ကုန်ပါဆိုလို့အတိတ်ကိုပြောနေရနော်ဥမာ ကျွန်တော်တို့ဆိုလို့ရှိရင်လည်းပဲဘလောက်ပဲဟောဖြစ်ဖြစ်ကွာ personal account ဆိုလို့ရှိရင်တော့ကိုယ့်အနေနဲ့ကိုယ်ပဲပုံမှန်ပဲသုံးတယ်ငါဒီလောက်လုံလုံနေဆိုပြီးထိမ့်ထတာကလည်းမရှိတင်ကျနာတင်နေငိုးတင်ဟိုလွမ်းတင်လွမ်းနေကွဲတင်ကွဲတင်ကွဲအဲ့လိုမျိုးဆိုတော့ဥမာသူ့တွေယူရပြီးတင်တဲ့ mind day တစ်ခုမှာတော့သူ့ reaction ရှိကျင်တယ်ကွာသိလားကိုကတော့ public ပဲတင်ရတာဟုတ်တဲ့ခါတော့အတူတူဝင်းကြည့်လာမသိဘူးဆိုကြည့်တဲ့ခါမှာ Facebook က assistant ကကြာလဲဥမာအသေးပေးရသူကထိတ်ဆုံးမှတက်တယ်လေ story ဆိုလို့ရှိရင်အသေးမပေးရသူတွေအောက်ဆုံးမှာလေကျွန်တော်တို့ကြာလဲပဲလူမျိုးနည်းနည်းလေး engagement များတတ်တဲ့ဟိုဒါနဲ့လှုပ်လှုပ်တဲ့သူတွေတက်လို့ဖြစ်တဲ့ကောင် mind တစ်ခုတစ်ခုရဲ့ engagement ဆိုတာ viewer အနည်းဆုံး၄-၅000ရှိကြတယ်အဲ့ဒီအချိန်မှာသူ့ရတဲ့ဟာမှာ viewer ကတော့၄-၅000လောက်ရောက်နေပြီကွာအသေးပေးရသူ30-40မှာဒင်းရှိမနေဘူးဆိုလို့ရှိရင်စိတ်ထဲမှာဒီကောင်က तू ကမြင်းသွားတာလားမမြင်ဘူးလားဆိုအောက်ကိုဆွဲ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 ပြီး အယောက်900လောက်ပေါ်မှာ तू ကအသေးပင်းပဲအောက်လို့ဆိုချင်အဲ့နေရာပွဲကြီးပွဲကအဲ့လိုမျိုးပေါ့နော်အဓိကကတော့ကိုဝီဇာမိုင်းလေးရောအသေးလေးပြီးပေါ့ဝီဇာထားနေပြီပဲသိရမယ်အဲ့လိုမျိုးလေးကွာအဲ့တော့နှင်းနှင်းအားကြငါမထားကောင်းပါလေလို့ဆိုပြီးအဲ့လိုဖြစ်ကြပါတော့နော်အဲ့ဒါခုနကစကားမဆက်ပါတော့လားဇိုဒီယက်ဆိုင်းနေအကြောင်းပြောတော့ရှောင်းဘိုင်းကော့လောက်ထားတယ်အဲ့လိုရှောင်းထားတဲ့ဇိုဒီယက်ဆိုင်းနေရှိလားရှောင်းနာရှိပါတယ်ဟီဇာဟောင်းနေဆိုင်းနေဆိုရှောင်းနေပါတော့ဟီဇာဟောင်းနေလည်းပြောပါတယ်နင့်ဆိုင်ကိုရှောင်းနေလို့ပြောပါတယ် တူရှောင်းကိုရှောင်းနေတယ်ဗာလဲဆိုတော့ဆိုတော့အော်မထုနောက်ဆိုချင်းတော့အမ်ဒါရှောင်းနေဗောဥမာကပရီကွန်ရှောင်းနေအင်းအဲအဲကပရီကွန်ရှောင်းနေဟုတ်ပြီဆစချင်းပြောရနော်ကပရီကွန်ရှောင်းနေအေရစ်ရှောင်းနေမဆုံးဖိုက်စီရှောင်းနေအဲ့လိုရှောင်းရှောင်းရှောင်းနေရှောင်းရတာလေရာဒီကွန်12ခုပေါ်မှာရှောင်းရတာဥမာ10ခုလောက်ဖြစ်လာပြီဆိုရင်တော့မရှောင်းတဲ့ထဲမှာစကားတင်းဖို့နော်အော်ဒါလေးရောငါရှောင်းထားမယ်ဆိုးတော့မဆိုးပါဘူးဆိုပြန်ရှောင်းမရှောင်းလဲပြန်လဲအဲ့လိုခုကြတော့ရှောင်းနေမရှောင်းမဆိုအဓိကကတော့လေ ဇော်ရီဆန်လည်းမှန်တာလည်းမှန်ပါဒါပေမဲ့အဓိကလိုဘောလည်းမူတည်သေးတာပေါ့နော်ကောင်းနိုင်လည်းကောင်းနိုင်မကောင်းနိုင်လည်းမကောင်းဆိုတော့ဒါကတော့ကိုကိုရိုင်းအစအေရာတိုင်းကောင်းမနေနိုင်ဘူးလေအာနေချက်ရှိမယ်အတတ်ချက်ရှိမယ်ဆိုတော့အဲ့လိုပဲမျှတာပါပဲနော်အတက်ကြီးတာတော့ boundary လည်းကျေလာတာပေါ့လေတည်ရမယ်နှမို့ဆိုလို့ရှင်လေလူတွေကအခုကနည်းနည်းရွေးလို့ကောင်းတော့ချိန်နေနော်ဘယ်တော့မှမိုင်းတော့မယ်။အဲကြီးကပါဟွာကြီး။အဲကြောင့်မထရွေးနေတယ်ပေါ့။ထရွေးနေမကောင်းတော့လေ။မထောင်မနှမ်းနေပြစ်ကုန်ပါလို့။ ဥပမာပြရဆိုတော့မေကွန်းလေးကကုံငါးရင်ပေါ့နော်ဆိုတော့အများကြီးဖြစ်ကြပေးရတယ်ကျေးဇူးများကြီးတင်ပါတယ်ဆိုတော့ပရိသတ်ကိုတော့ပြောချင်တဲ့စကားလေးတောင်အခုလည်းတော်တော်လှုပ်ရှားမှုလေးရှိလို့ရှင်လည်းပြောပြပါအောင်တော်တော်လှုပ်ရှားမှုကတော့ကျွန်တော်ကတော့တည်ရတဲ့ပုံမှန်လေးပဲပေါ့နော်အဲ့တော့ဒီနှစ်တည်တည်းမှာတော့ကျွန်တော်ရေတခြားလေးစဉ်းစားပြီးတော့ကျွန်တော်တို့ကြောက်လည်းပဲ online မှာပါဒီကသွားရဲ့ခါကြတော့ပို့ပြီးတော့ဟိုဟိုကိုယ့်ရဲ့ဘယ်လိုကောင်းမလဲလူပြောလို့ကောင်းမဲ့ project လေးတွေလူအမြဲတမ်းအတွက်ကြံနေခဲ့မဲ့ အဲ့လိုမျိုးလေးလိုအပ်တယ်လို့ကျွန်တော်ထင်တယ်အခုတက်ရွယ်မှာအဲ့တော့အဲ့ဒါလေးကိုတော်လည်းစဉ်းစားပြီးကျွန်တော်လုပ်ဖို့အစီအစဉ်ရှိပါတယ်ဒါပေမဲ့ကိုရတဲ့အခွင့်အရေးပေါ်မူတည်ပြီးတော့ပေါ့နော်ရှေ့မှာကိုမလုပ်ဖြစ်ဘဲနဲ့ငင်းခဲ့လက်လုပ်ခဲ့တဲ့ဟာတွေတော့ကတော့နောင်နာရနိုင်မဲ့စာအဲရှေ့လျှောက်လာတဲ့ဟာလေးတွေတော့ဘယ်ဟာတွေတော့လုပ်တင်နေဘယ်ဟာလေးတော့မလုပ်တင်ဘူးဆိုတာလေးစဉ်းစားပြီးတော့လုပ်နေပါမယ်အဲ့တော့ဟိုပုံမှန်ကျွန်တော်ရိုက်တဲ့ ဒီ commercial blog လေးတွေညာလေးတွေဟာတာဗီဒီယိုတွေလည်းအပေးကြပါအဲဆက်ပြီးအများကြီးအပေးခဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးခုနပြောသလိုပဲကျွန်တော်လှုပ်ဖို့ရည်ရွယ်ထားတဲ့လှုပ်ချင်တဲ့ဟာလေးရှိသူလှုပ်ခွင့်ရခဲ့ပြီဆိုလို့ရှင်အားအားလေးကိုလည်းပို့ပြီးတော့ YouTube site လေးစောင့်ကြည့်ပေးကြပါလိုအားရှိရင်လည်း web page ကြပါလို့ပြောချင်ပါတယ်ပြီးတော့ဒီနေ့အစီအစဉ်လေးကိုဖိတ်ခေါ်ပေးညီမလေးဦးရောဒီ team တစ်ခုလုံးရောကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီနေ့လည်းအရင်ပြောခဲ့ရပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးပေါ့နော်တကူးတကလာပြီမိကုန်းနေအများကြီးဖြေကြပြီအခုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်လည်းစောင့်ကြည့်ပါတယ်စောင့်ကြည့်ပါတယ်နောက်ဆက်ကြမယ်နော်အခုကတော့နောက်ဆက်မယ့်အချိန်မှဖြစ်ပါတယ် ီအစည်းအဝေးကိုအဆအဆုံးကြည့်ရှုပေးခဲ့ကြရတဲ့ပိတ်သက်အရောက်စီတိုင်းလည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်လည်းဒါဘယ်လိုမျိုးပေါ့နော်အမှုပညာရှင်တွေကိုဖိတ်ခေါ်ပြီးတော့အင်တာဗျူးအစည်းအဝေးလေးလုပ်သားမလဲဆိုတော့လည်းဆက်ဆက်စောင့်ကြည့်ပေးကြပါအောင်။အားလုံးပဲတက်တော့ပါ။တက်တာ။